ိုင်ဝမ်ရေးနောက်ထပ်အမတ်တစ်ခုဖြစ်လာတာနဲ့တရုတ်နဲ့ဂျပန်မှစတင်တဲ့တတရကဘာစစ်ကြီးဖြစ်လာနိုင်ဟုသုံးသပ်တဲ့သတင်းထိုင်ဝမ်ရေးနောက်ထပ်အမတ်တစ်ခုဖြစ်လာတာနဲ့တရုတ်နဲ့ဂျပန်မှစတင်တဲ့တတရကဘာစစ်ကြီးဖြစ်လာနိုင်ဟုသုံးသပ်တဲ့သတင်းဂျပန်နိုင်ငံ၏အမျိုးသားဝင်ကြီးချုပ် တကာအီချီကထိုင်ဝမ်ကိုတရုတ်ကျူးကျော်တိမ့်ပိုက်လဲထိုင်ဝမ်ဘက်မှအစီအရေးအရာချက်တီရမည်ဟုပြောဆိုခဲ့ပြီးနောက်တမိုင်းကျွေးကြီးခဲ့တဲ့တရုတ်နဲ့ဂျပန်တို့စစ်မှတ်ဖြစ်ပွားခြင်းကနေပြီးတော့တားရက်ကဘာစစ်ကြီးစတင်သွားတဲ့ကြောင်းစီရီကျွမ်းကျင်သူများကတုံးတက်ကြပါလေတကာအီချီပြောစကားကိုတရုတ်အစိုးရကဒေါ်တာထွဲ့ပောက်ခွဲကထိုင်ဝမ်ဟာမိမိတို့အချုပ်အခြာအာဏာပိုင်ကျွမ်းဖြစ်တဲ့အတွက်ကြောင့် စီကြီးအရာတိမ့်ပိုက်ရန်လဲအတင့်ဟုတုတ်ပြန်ခဲ့တယ်လို့ကဝါစစ်ဖြစ်ရန်လဲအတင့်အနေထားရှိသည်ဟုတုတ်ပြန်ခဲ့ပါတယ်တရုတ်ဘက်က ထိုအရေးကြောင့်ဂျပန်တန်အမတ်ကို ခေါ်ယူတွေ့ဆုံတတိပေးကတရုတ်နိုင်ငံသားများဂျပန်သို့မတော်ရန်တတိပေးအမိန့်ထုတ်ပြန်ခဲ့ပါတယ်ဂျပန်ဖက်မှလည်းထိုင်ဝမ်နဲ့အနီးဆုံးယူနာကူနေကျွန်းတို့မဟာဗျူဟာဒုံးကျည်များ ကနဦးအစီအစဉ်ထက်စောလင်စွာပို့ဆောင်တော်ရန်လှုပ်ဆောင်နေပြီဖြစ်ကဂျပန်ဤလှုပ်ရဟာဒေတာတွင်တင်းမာမှုကို မြင့်တက်စေသလိုစီးအယရန်လိုစော်ကားခြင်းကိုပြန်လည်ထုတ်ပြန်ခဲ့ကနာကျင်ခံစားရမယ့်ပေးဆက်မှုမျိုးခံစားရလိမ့်မယ်ဟုပင် ချိန်ချောက်ခဲ့ပါတယ်။အဲ့ဒီအချိန်တွေများတွင်ဒုတိယကမ္ဘာစစ်ကြီးပြီးကလေးကစစ်ကိုစိတ်ကုန်ပြီးစီးအပြင်းစင်မှုများတိတ်မလုပ်ခဲ့တဲ့ဂျပန်ဟာ ယခုစစ်ဆေးပြင်ဆင်မှုများမှာများစွာရင်းနှီးမြှုပ်နှံနေပြီဖြစ်ရာ ထိုင်းဝမ်အရေးမှသည်တရုတ်နှင့်ဂျပန်တို့အစ်စ်ဖြစ်ပြီးတာတရကဘာစစ်ကြီးစတင်လာနိုင်တယ်လို့စီကျွမ်းကျင်သူများကတုံ့တက်နေကြပါတယ်အပ်ဆလာတက်ကလူငင်းချမ်းရေးနဲ့လုံချုံရေးဌာနပါမောက်ခအာရဆွန်ကတရုတ်နှင့်ဂျပန်တို့ရဲ့လက်ရှိတင်းမာနေမှုဟာဒေတာတွင်လုံချုံရေးအတွက်တာမကကဘာလုံချုံရေးအတွက်ပါ 6လလာနိုင်ကြောင်းချက်ချင်းအလုံးစုံစစ်ပွဲကြီးမဖြစ်နိုင်သေးတော့လဲနောက်ထပ်ချစ်တယ်လားမာတာနဲ့စစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့တုံးတက်သွားခဲ့ပါတယ်ပြည်တင်စီတူတီတီဖိလစ်အင်ဂရန်ကလည်းဂျပန်စီအစိမ်မြင့်တင်မှုများအထူးမြင့်တင်လှုပ်ဆောင်နေတယ်လို့လက်ရှိအမျိုးသမီးဂျပန်ဝန်ကြီးချုပ်တီပိုမိုစစ်တပ်ပြတ်သားခိုင်မာသူဖြစ်တော့ကြောင်းတရုတ်ကိုပြတ်သားစွာရင်ဆိုင်လိမ့်မယ်လို့မျှော်လင့်ရကြောင်း fighter ကြက်လီများစစ်တင်ပေါ်များနိုင်ငံခြားထိတ်တိတ်တွေ့မှုများလည်းဖြစ်နေသောကြောင့်တရုတ်ဂျပန်စစ်ပွဲဖြစ်ပွားနိုင်တယ်လို့တုံ့တက်ခဲ့ပါတယ်ထို့တို့တုံ့တက်မှုများထို့တုံ့တက်မှုတွေ1939ခုနှစ်ကမာကိုပိုလိုတရားအရေးမှစပြီးတရုတ်ဂျပန်ဒုတိယအစစ်ပွဲကြီးဖြစ်ခဲ့ရသေးတယ်လို့ထောက်ပြပြီးအမှန်တကယ်စစ်ဖြစ်နိုင်တယ်လို့တုံ့သက်သွားခဲ့ပါခင်ဗျာ